မွန်ပြည်နယ်ချောင်းစုံမြို့နယ်ကုန်းမွန်ကြီးကကုန်းမွန်ကွင်းမှာတောင်သူဦးကျော်ဝင်းတရံစိုက်ပျိုးထားတဲ့တတိယတိနဲ့ຫນွေနှန်းစိုက်ကများအောင်မြင်ဖြစ်ထွန်းနေတယ်လို့သိရပါတယ်အခုလိုတတိယဒီနံစံသက်ဆက်ပြူနိုင်ရတဲ့အဖက်ဖက်မှာပတ်မှုကူညီမှုတွေရရှိခဲ့တယ်လို့ဦးကျော်ဝင်းတင်ကပြောပါတယ်။ကိုယ်လည်းမှာပဲရင်ခက်လို့ဟိုဘလောက်သူ့ဘာညာရှိတယ်မဟုတ်ကိုစိုက်ရင်ကိုရတယ်။ဒါအဲ့လိုစိုက်ခြင်းအဖြစ်လဲလူကြီးတွေပတ်မှုဒါဒါကျွန်တော်ဆိုတာလူကြီးကတော့တာလို့ပေးထားတဲ့အတွက်ဒါဒီဒီနိုင်ဆက်ရတာ။ ဟုတ်ပြီလားเนาะအဲ့ဒါကကျော်ဆိုလိုက်ချပြီပဲဆိုတော့ပို့ပြီးတော့အောင်မြင်တာပေါ့ဗျာเนาะအဲ့ပို့ပြီးတော့အောင်မြင်လဲကျွန်တော်စူးစမ်းရရပေါ့ဒါတောင်းလို့ရလဲအဲ့လိုပဲလိုအပ်တဲ့ဤပညာရှိရင်အဲကျွန်တော်တို့ခေါ်လိုက်ပါဒါပြီးတော့အကြံဉာဏ်ပေးပါမယ်ဟုတ်ပြီလားတဲ့ဟာဟိုပေါ့ငွေကြီးရနေပြီးရွှေသီးအောင်လုပ်ပေးနိုင်တဲ့အနေအထားရှိပါတယ်နောက်ပြောဒီဒေသကလည်းဒီသီးနဲ့ပို့ပြီးတော့ဖြစ်တော့ပါတယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲငွေနေတိုင်းငွေညွှန်းနေပါ ပရိသတ်မြေခုအားလုံးကကောင်းပါတယ်မြေကောင်းလာပြီကျွန်တော်လည်းကုန်တော်များလေးလာပြီပါအဲ့ဒါမှဖြစ်တဲ့မြေကခက်ခက်ရှားပါဟုတ်တော့ကျွန်တော်တို့နန်းဆိုတာကတော့ဒုတိယကောင်းမြေတော့မှဖြစ်တာပါဟုတ်ဟုတ်ပြီလားနောက်ပြီးတော့နန်းဆိုင်ကြီးအပြင်တက်ခိုးသားစီလည်းတက်လာပါလေနန်းတေကမှနှစ်ပြီးပဲနှစ်ပြီးမှဟိုပါပေါ့နှစ်ပြီးမှတော့ဒီမှဟိုပါပေါ့တသောင်းတော့မရှိပါဘူးနှစ်ပြီးမှနှစ်တော့မျိုးစီကုန်ကြစေကအများဆုံးပါပဲဟုတ်ကဲ့အဲ့ကြောင့်မို့ဒီဒီနာကိုရွေးချယ်တာ မျိုးစင်းကုန်ကုန်ကြသေးတက်တာလေအထွန်းလုံးကောင်းတယ်နောက်ပြီးတော့နှမ်းစင်းကောင်းတယ်စီစီကောင်းတယ်ဒါကြောင့်အထွန်းလုံးအမြတ်ပို့ပြီးတော့ကြံ့တယ်အမြတ်ကြံ့တဲ့ទីတန်ပြပါဆိုရင်တော့နှမ်းတဲ့အမြတ်ကြံ့တဲ့ទីတန်တော့ကျွန်တော်မရှိဘူးတော့ထင်ပါတယ်ဗျာနော်ဒါကြောင့်နှမ်းទីတန်ကိုပို့ပြီးရွေးချယ်တယ်ကျွန်တော်တို့တောင်တွေတွေကအကျိုးကျိုးစားစားလုပ်မယ်ဆိုရင်တော့ဟိုငငကြထွက်ပြီးတော့လှုပ်လို့ဆရာမလို့ပါဘူးဟုတ်ပြီလားဒီပုံမှာပဲဒီကိုမြေကိုရွာမှာကိုအိမ်ကိုမှာပဲ ဟိုတကယ်ဟိုပါပြဒါရှာလို့ရပါတယ်ဟုတ်ပြီလားเนาะစိုက်စားလို့လည်းရပါတယ်ဒါကျွန်တော်ဆိုရင်ဒါဝင်နေပြောတော့မစိုက်တဲ့လေကြီးကအဲကျွန်တော်မစိုက်တဲ့လေရှိရင်ကျွန်တော်ပေးပါဗျအဲကျွန်တော်ဘလောက်ပြရမလဲပြုတ်ပြကျွန်တော်ကစိုက်တာပါလက်ရှိတဲ့ကျွန်တော်အဲစူးစမ်းနေဆိုဒီနေ့မှာဆိုရင်တော့ကျွန်တော်စိုက်ကဒီနေ့ဆိုရင်တော့အီက50ကျော်ပါရှင်ယာဒီလိုက်ဒီနေ့မျိုးစုံစိုက်ပြရမှာရတတူနဲ့အထက်ကောင်းတဲ့မျိုးများကိုရွေးချယ်စိုက်ပြခဲ့ရတယ်လို့ဆိုပါတယ် စိုက်ခင်เอกက10เอกဒေါသဘောတတ္တယတိနာမို့ဟုတ်တတ္တယတိနာစဘာပဲတခဏမို့ဒါနောက်ဆုံးတိနာမို့နောက်ဆုံးတိနာကိုဒါအောင်မြောင်ကျွန်တော်တို့စိုက်ခဲ့တယ်ဗောစိုက်ခဲ့ဒေါသဘာကိုကျွန်တော်တို့ကအဓိကကဟိုစာရက်တို့စဘာကိုကျွန်တော်ရွေးလိုက်တယ်ရက်တို့စဘာကိုရွေးပြီးတော့အာချင်းဒီတိုင်ရိုက်တဲ့ရမယ့်အချိန်မှာအချိန်မီခံပြီးရိုက်တဲ့နေချင်းမီခံပြီးရိုက်တဲ့ပြီးတော့ဒီပဲကိုလည်းကျွန်တော်တို့ကခါတိုင်းလို့နှစ်ရှည်တီးနံကိုမဆိုင်ပဲနဲ့ ရက်တို့တို့နဲ့ထွက်နိုင်တဲ့ဥစ္စာတီးနံပေါ့တီပြန်တိုင်းမျိုးစားပေါ့တီပြန်တိုင်းမျိုးစားကိုကျွန်တော်တို့စပြီးတော့စမ်းတတ်တယ်စမ်းတတ်တော့အောင်မြင်တယ်သူတတ်မှတ်ထားတဲ့စံချိန်အတိုင်းကိုပြည့်တဲ့အတွက်ကြောင့်မို့လို့နန်းကိုတစ်ခါထပ်ပြီးတော့ပဲကိုအာချင်းချိန်သိမ့်တယ်ရက်တို့တို့နဲ့ပဲအချိန်မဆွဲတော့ပဲနဲ့ပေါ့ဟိုရာသီနဲ့မိအောင်ဆိုရင်နန်းကိုနောက်တစ်ခါပြောဘာကိုပြန်ရွေးချယ်လိုက်လို့ဆိုတော့နန်းကရက်60မျိုးကိုကျွန်တော်ရွေးချယ်လိုက်တယ်ရက်60မျိုးရွေးချယ်လိုက်တဲ့ခါကျတော့ဒီမိုးမကြမိဘူးဒီနန်းကအပင်ဖြစ်ရမယ်အသီးသီးရမယ်ဆိုတော့အဲ့လိုဆရာက ပြန်ပြီးတော့အမိတ်ချလိုက်တော့ကျွန်တော်တို့ဒီထဲမှာရက်တုတ်တုတ်အတွင်းမှာပဲအချင်းအကောင့်ထဲပေါ်တယ်ပေါ့။ပဲဆိုလို့ရှိရင်လည်းဒါ၁၈20ကြားကိုထွက်သွားပြီးတယ်။စပားဆိုလို့ရှိရင်လည်းဒီမိုးစပားကြီးမှာကညာတော့အပြစ်ဒီနယ်မှာထွက်တာက30နဲ့40ကြားမှာပဲထွက်တယ်။ကျွန်တော်တို့က60နှုံးကိုတင်ပေးနိုင်တယ်။ဒီကိုကျွန်တော်တို့မှာတတိယတီးနယ်မှာကြတော့အခက်အခဲဖြစ်တာဒီရေကိုလုံလောက်စွာပေးနိုင်ဖို့ကကျွန်တော်တို့ကဒီစက်ကြီးပဲအဆင်မပြေနိုင်ဘူး။အဆင်မပြေနိုင်တော့တဲ့ကြောင့်ဝစီ3ထွင်းကျွန်တော်တို့တူးထားတယ်။ လက်ရှိတူးထားတယ်ပေါ့လက်ရှိအဲ့ဒါနဲ့လည်းအောင်မြင်အောင်ကျွန်တော်စူးစမ်းရတယ်ပေါ့အဲ့လိုပေါ့အဓိကတော့ဒီဆိုလာများရခဲ့ပြီးပို့ပြီးတော့အဆင်ပြေပါလက်ရှိအောင်မြင်ဖြစ်ထနေတဲ့ဤပညာများကိုလည်းအခြားတောင်သူများနဲ့မျှဝေသွားမှာဖြစ်ပြီးလာမယ့်နှစ်တွေမှာလည်းတူချဲစိုက်ပျိုးသွားမယ်လို့ဆိုပါတယ်အဲဤပညာကတော့အညာဘက်ကဤပညာပေါ့အညာမကွေးတိုင်းမကွေးတိုင်းဘက်မှာစိုက်တယ်ကျွန်တော်ဒီနမောင်းမြို့နယ်ဘက်မှာနွေနားစိုက်တယ်နောက်ကူမဲကျောက်ဆက်ဘက်မှာစိုက်တယ်အဲဘက်ကဤပညာရပါပဲအတန်းတူဆုံးဖြစ်တဲ့ ျွန်တော်နှမ်းညီပေါ့ပုံနှမ်းလို့လည်းခေါ်ပါတယ်နှမ်းညီနှမ်းညီခွေးလေးညီပေါ့အဲမျိုးကရက်60အဲဒီနှမ်းကိုလည်းရွေးချယ်တာပါဒီနှမ်းမျိုးကတော့စီထွဲစီထွဲအကောင်ဆုံးနှမ်းမျိုးထဲမှာပါပါတယ်ကျွန်တော်ဈေးရတာကြားရင်ကြားပါမယ်နှမ်းစီဈေးရမကြားပါဘူးလာမယ့်နေ့လည်းဈေးဈေးပို့ပြီးတော့စိုက်ဖို့တော့ဝယ်ပြထားပါတယ်အဲ့ဒီလိုစိုက်ပြိုးထားတဲ့နွေနန်းတေကမှနှမ်းတင်း20ခန်းထပ်မယ်လို့ခန့်မှန်းထားပြီး ဒေတာပေါက်စီအနေနဲ့အနှံတင်းတင်းကိုငွေကျပ်တသိန်း3000ခန့်ရှိတဲ့အတွက်ဒီကောက်ကိုငွေကျပ်25သိန်းကျော်ရရှိမှာဖြစ်တယ်လို့သိရပါတယ်